မင်္ဂလာပါရှင်။ဘာမခက်တဲ့တဲ့ရင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့နောက်ဆုံးရသတင်းထုတ်တဲ့ဥများကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။အခုတခါတင်ဆက်ပေးမှာကတော့လူ26ရောင်တနတ်တလန်နဲ့စခဲ့တဲ့16နှစ်တာတော်လိုင်းခီဆိုတဲ့နိုင်ငံရေးသတင်းဆောင်ပါပဲဖြစ်ပါရရှင်။ ကရင်ရဲ့ဌာနချုပ်အခြေဆိုင်ရာလိုင်းစာဒေတာမှာလူငယ်26ဦးတနက်တလန်နဲ့စတင်တိဆောက်ခဲ့တဲ့အရက်ကတမ်ရောရဲ့တော်လန်ရေးဟာဧပြီလ10ရက်နေ့မှာတော့16ရက်နေ့ပြည့်လို့လူပြိုပေါက်ရွှေကိုရောက်လာခဲ့ပါပြီ။ဒီကနေ့မှာတော့ AA ဟာရခိုင်တပြည်လုံးနေပါကစစ်ကောင်စီတပ်တွေကိုမောင်းနှင်တိုက်ထုတ်ပြီးတော့မြို့နယ်15ခုတည်အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားပါပြီ။စစ်တွေကြောက်ဖြူမန်အောင်မြို့သားကွက်ကွက်ကလေးကျန်တော်ရာမှုရခိုင်ပြည်မှာစစ်ကောင်စီဟာစစ်တွေအစိုးရဆင်ဆင်သာရှိတော်ပြီလို့ပြောဆိုနေပါတယ်။ ဒီတော့ရခိုင်ပြည်မှာအေအေပါကြောင့်ပေါ်လာရပါလေ။အေအေဖြစ်တည်မှုနဲ့အခက်အခဲတွေကပါရီလေဘလို့ဖြတ်ကျော်လာခဲ့ရသလဲ။အေအေရဲ့စည်ရေးနိုင်ငံရေးရည်တည်ချက်နဲ့နောက်ထပ်ဖြတ်ကျော်ရမယ့်စိန်ခေါ်မှုစတာတွေကိုဒီဆောင်ပါမှာဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။အေအေရဲ့ဖြစ်တည်မှုနဲ့အခက်အခဲတွေ အချောက်ချာအာနာကိုတရေတီထားရခိုင်တော်လန်ရေဟာဒေတာရင်းစင်ရဲ့မွေတွေမှုဖိနှိပ်အုပ်ချုပ်ခံရမှုတွေနဲ့အချိုးကျပါတယ်။အတိတ်ကရခိုင်နိုင်ငံတော်အတွက်မျိုးသားရေးစိတ်ပြင်းထန်မှုတွေနဲ့အုံကြွမှုတို့အဆုံးမသတ်ခဲ့ပါဘူး။ဆုံးရှုံးသွားတဲ့အချောက်ချာအာနာကိုလက်ဖြန့်တောင်းမနေပဲကိုကံကျမကိုဖန်တီးဖို့တိုက်ယူနေပြီးတော့လက်တွေ့ကျတဲ့ချင်းကပ်မှုတွေနဲ့ခရီးနှင်းနေတာပါ။ AA ဟာပထမခြေလှမ်းဖြစ်2021ခုနှစ်မှာကချင်တက် KIA ဘက်ကနေဝင်တိုက်ပြီးတိုက်ပွဲအတွေ့အကြုံယူပါရယ်။ဒါပြင်ရှမ်းမြောက်ဒေသကအင်အားကြီးတပ်ဖွဲ့တွေနဲ့မဟာမိတ်ဆက်ဆံရေးတည်ဆောက်ပါရယ်။ပြီးတော့2015ကိုကန့်တိုက်ပွဲတွေမှာတိုက်ကူပေးပြီးတော်လန်ရေးစွမ်းရည်ကိုမြင့်တင်ခဲ့တာကိုတွေ့ရပါရယ်။2019ခုနှစ်ကဝဦးဆောင်နဲ့ပြည်အောင်စုနိုင်ငံရေးဆွေးနွေးညင်နာရေးကော်မတီ FPNCC မှာပါဝင်လာပါရယ်။ဒါပြင်ကိုကန့်ပလောင်နဲ့ညင်အောင်၃ဘွဲနဲ့စစ်ရေးနိုင်ငံရေးမဟာမိတ်ဆက်ဆံရေးလည်းခိုင်မာပါရယ်။ တစ်ဖက်မှာလည်း AA ဟာများပြားတဲ့အခက်အခဲတွေမဖြစ်နိုင်ဘူးလို့ထင်ထားတဲ့စိန်ခေါ်မှုတွေကိုဘာမှမရှိဘဲနဲ့ရင်ဆိုင်ဖြတ်သန်းလာတာပါ။တပ်ဖွဲ့စည်းခါစားမှဆိုရင်သလုံငန်း၊ကြောက်လုံငန်း၊စားတောက်ဆိုင်ရောင်းတာစတဲ့ရရအလုပ်လုပ်ပြီးရည်တည်ရှင်သန်မှုစူးစမ်းခဲ့ရတယ်လို့ AA ကောင်းဆောင်တွေကဆိုပါတယ်။လူ26ယောက်တနက်တက်လက်ရဲ့မိုင်းနိုင်ခီးကိုမောင်းနေရင်အရက်ကတမရောကိုကိုကန်တက် MNDA ကောင်းဆောင်ဦးဖုံကြားရှင်ကလက်နက်တရာလက်ဆောင်ပေးခဲ့တယ်လို့ဘိုးချုပ်ထွန်းမြတ်နိုင်ကဆိုပါတယ်။ပြည်တော်ပြန် အေအေဟာ2014ကြောက်ဖြူမှာလုပ်ခဲ့တဲ့ရခိုင်မျိုးသားညီလာခံကိုဒေါက်တာညိုထွန်းအောင်ဦးဆောင်တက်ရောက်ခဲ့ပြီးရခိုင်လူရုနဲ့ထိတွေ့ခွင့်ရရှိခဲ့ပြီးထင်ရှားလာခဲ့ပါတယ်။ဒါအပြင်2015ခုနှစ်ကစတင်ပြီးမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယတရိကန်နယ်စပ်အထက်ကပလဝါမြို့နယ်မှာအခြေပြုလှုပ်ရှားပါတယ်။အဲဒီကနေ2016-2019ခုနှစ်တွင်မှပလဝဒေသပုံနာကျွန်းတော်ပြချောင်းဒေသနဲ့တွေ့အောမရတို့မှာဂျူဇာတိုက်ပွဲတွေပေါ်ပြီးလူလုံးထွက်ပြလာပါတယ်။2018နှစ်ကုန်ပိုင်းကနေ2020အထိကြောက် တော်မြောက်ဦးပုံနာကျွန်းဘူဒီတောင်မန်းပြအန်မြေပုံမြောက်ပိုင်းတခွင်သားမကတောင်ကုတ်ဒေသကြီးဖြန့်ချက်ကမြန်မာစစ်တပ်နဲ့အပြင်းထန်ဆုံးသောတိုက်ပွဲတွေဖြစ်လာပါတယ်တိုက်ပွဲတွေနဲ့အတူ2019ခုနှစ်မှာမုံနိုင်ကိုဖျက်ကျော်တဲ့ကာလဖြစ်သက်မှတ်က2020အာရဂန်တွင်ရခိတအိမ်မဲ့ရခိတလန်းစင်ကိုစတင်ကောင်းထဲပေါ်ပါတယ်အရိအချိန်က NLD အစိုးရနဲ့မြန်မာစစ်တပ်တို့ဟာအေအေကိုအကြမ်းဖက်အဖွဲ့ဖြစ်ကြီးညာခံရပြီး၃လကျော်အပြတ်တိုက်မယ်လို့ကြွေးကြော်ကလေတက်ရေတက်ကြီးတက်အင်အားအများပြားနဲ့နှစ်နှစ်ကျော်သ ၃နှစ်ခန့်အကြာတိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေနဲ့အတူရခိုင်မျိုးသားအဖွဲ့ချုပ် ULA နဲ့ရခိုင်ပြည်သူအာဏာပိုင်အဖွဲ့ APA ကိုအုပ်ချုပ်ရေးမှနေရာယူပါတယ်။ဒါအပြင် AA ရဲ့အရန်တပ် Arrogant Army Accelerate Trouble A ကိုတိုက်ပွဲကာလအတွင်းတရင်ရိတ်ခါထောက်ပို့လုပ်ငန်းတွေမှာအသုံးပြုပါတယ်။ ပြင်းထန်လာတဲ့တိုက်ပွဲတွေနဲ့အတူ2020နိုဝင်ဘာလမှာဆက်ဆကာဝါရဲ့ကြောင်းဝင်မှုနဲ့မြန်မာစစ်တပ်နဲ့အပြစ်ခတ်ရက်ဆဲပါတယ်။ပြီးတော့2022ခုနှစ်အစောပိုင်းမှာတင်းမာမှုတွေကြောင့်အပြစ်ခတ်ရက်ဆဲမှုပြက်ပြဲကောင်းတိုက်ပွဲတွေပြန်ဖြစ်လာပါတယ်။ဒါပေမဲ့လည်း2022ခုနှစ်နိုဝင်ဘာလမှာတခါအပြစ်ရက်ခဲ့ပါတယ်။ AA ဟာနှွေဦးတော်လင်းရဲ့တပ်ဖွဲ့တွေကလွယ်လို့မြန်မာနိုင်ငံမှာဆိုတပ်တန်းအမှုဆုံးအသက်အငယ်ဆုံးလက်နက်ကိုင်အဖွဲ့တစ်ခုပါ။ဒါပေမဲ့ဒီကနေ့မှာတော့မြန်မာနိုင်ငံမှာအင်အားအကြီးဆုံးလို့သတ်မှတ်ခံနေရပါပြီ။ဆိုတော့ AA ဘာသာ အင်အားကြီးထွားလာတာလေလွှတ်တော်အမန်ဟောင်းလည်းဖြင့်ရခိုင်ဝိုင်းရဲ့နိုင်ငံရေးသမားတူလည်းဖြစ်သူဦးဖေတန်းပြောတာကအရက်ခတမ်ရော်ရဲ့ကောင်းဆောင်ပိုင်းဟာခေပညာတက်လူငယ်တွေဖြစ်ပြီးတော့နိုင်ငံရေးအမျိုးမြင့်စီယုံရေးဆွေးမြင်မှာကြပါတယ်အရင်တော်လန်ရေးအဆက်ဆက်ကကြာဆုံးခဲ့ရတာကလည်းဒီအပိုင်းမှာအားနေခဲ့လို့ဖြစ်ပါတယ် ရခိုင်တို့ရဲ့နှစ်ပေါင်း240တိုင်းကိုတီကိုနန်းနဲ့နေချင်းနဲ့မျောလင်းချက်ဒါမှမဟုတ်ကိုဒေတာကိုတိုင်းအုတ်ချုပ်ပိုင်ခွင့်ရခြင်းနဲ့ဆန္ဒတွေအာတိတတွေကိုအကောင့်ထဲပေါ်နိုင်တဲ့အခြေအနေကလည်းဖြစ်ပေါ်လာတဲ့အတွက် AA ရဲ့အောင်မြင်မှုဟာတစ်ချိန်တို့တိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်လို့ပြောပါရစေ။ နောက်တစ်ခုကစည်ရည်ပြူဟာကျွမ်းကျင်မှုဆွဲတက်တီရှိမှုဟာလည်းအဓိကအချက်ဖြစ်တယ်လို့မြင်ပါတယ်။ဒါကြောင့်ချင်းတို့တနေ့အတွင်းမှာမြို့ပေါင်းများစွာပြူဟာကန်တွေအပါဝင်စစ်စခန်းများစွာနောက်ဆုံးနောက်ဘက်တိုင်းစစ်ဌာနချုပ်ထိတိမ့်ပိုက်နိုင်မှုတပတ်ရန်သူကိုကောင်းမထောင်နိုင်အောင်ပြန်ပြန်ပြီးတော့တိုက်စစ်ဖွဲ့မလာနိုင်အောင်ကာကွယ်ထားနိုင်မှုဒါရီဟာအမကန်စည်ရည်အောင်မြင်မှုတွေဖြစ်ပါတယ်။နောက်တစ်ခုကပြည်သူတွေရဲ့ယုံကြည်မှုထောက်ခံအားပေးမှုတွေကပိုပြီးအားကောင်းလာတယ်လို့ပြောနိုင်ပါတယ်လို့ဥဖေတန်းကဆက်ပြောပါတယ်။စစ်စင်ရင်းနဲ့ဆက်ဆက်တဲ့မဟာပြူဟာတွေကိုမြေပြင် ြင်တံမှုများကစနေတကြားစီစဉ်ကစစ်တေတော်ရဲ့တိုက်ခိုက်ရေးစွမ်းရည်မြင့်မားမှုအမိန်နာခံမှုစစ်ရေးပြူဟာကောင်းမွန်လာကြောင့်မြန်မာစစ်တပ်ဟာ AAC မှာနေမြေတွေလက်လွတ်ပေးလိုက်ရတာလို့ပြောကြားပါတယ်။2029အရခပြည်ထိုင်တိုက်ပွဲကြီး ဒီတခါတော့မြောက်ပိုင်းညိနောင်၃ဘွယ်နဲ့တူမြန်မာနိုင်ငံမှာအကြီးမားဆုံးစစ်စင်ရေး2020ခုနှစ်2023အော်တိုဘာလမှာစတင်ပါတယ်။ဒီစစ်စင်ရေးနဲ့တဆက်ထဲမှာပဲရခိုင်ဒေသဟာ2023နိုဘယ်မာလကနေဒီကနေ့အထိတိုက်ပွဲရှိပြီးမြို့သိမ်းနယ်သိမ်းတိုက်ပွဲတွေဖြစ်နေတာပါ။2024ဇန်နဝါရီလမှာပလောဝါနဲ့ပေါတော့ဖေဖော်ဝါရီလမှာကြောက်တော့မြောက်ဦးမင်းပြနဲ့မြေပုံမက်ရှ်လမှာပုံနာကျွန်းရံပြဲနဲ့ရသေးတောင်မေလာမှာဘူဒေတောင်စက်တင်ဘာလမှာတန်တွင်ဒီဇင်ဘာလမှာမောင်တော်တောင်ကုန်းအန်ကွားမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်ဒီအချိန်မှာတော့ AA ဟာအိန္ဒိယနယ်စပ်ပလဝါကနေဘင်္ဂလားဒေ့ရှ်နယ်စပ်ရခိုင်ရုံမှာအစွန်ကွာအထီမျိုးနယ်15ခုကိုထိန်းချုပ်ထားပါတယ်။ဒါပြင်အိန္ဒိယနိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်အိန္ဒိယတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နေပြီးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုစတင်အကောင့်ထည့်ပေါ်ပြီးရခိုင်ပြည်ကိုဒီဘက်ကိုအစိုးရအဖြစ်စီမံအုပ်ချုပ်နေပါတယ်။ တော်လန်ရီလက်တန်တပတ်မှလည်းရခိုင်တို့ရဲ့သိမ်းပိုက်နယ်မြေနဲ့အကျောက်ချာအာနာတီရန်ခိုင်မြေစေရေးအတွက်နယ်မြေသိမ်းပြီးရင်တော့ထိန်းနိုင်ဖို့လိုပါတယ်။သိမ်းနာပြီးသားနယ်မြေတွင်ဖျို့ပြဲကတောင်ကနေမဖြစ်ရအောင်မဟာပြူဟာနေပြူဟာတွေနဲ့အေအေခေါင်းဆောင်တွေကစီမံနေကြပါတယ်။ ဒါပြင်ရကိုင်လက်ကျန်မြို့တွေဖြစ်တဲ့မြို့တော်စစ်တွေနဲ့ကြောက်ဖြူမြို့တွေမှာတိုက်ပွဲတွေနေ့စဉ်ပြင်းထန်နေပါတယ်။တစက်ထဲမှာပဲ AA ဟာတော်လန်ရေးလက်တံကိုအပြင်ဘက်ရဝန်စီချဲထွင်နေတာတွေ့ရပါတယ်။ဒီနေ့မှာတော့ ARD ပဲခူမကွေစတဲ့ဗမာပြည်ရဲ့အသေးနှလုံးနေမြေတဲ့သူစစ်ရေးလက်တံစံပြီးဘူဝမြောက်ထိုးစစ်တွေပေါ်ဆောင်နေပါတယ်။ အေးနဲ့အတူပြည်မတော်လိုင်းအင်အားစုတွေဟာမကွေတိုင်းငဖဲမြို့နယ်ပဲခူးတိုင်းပဒေါင်းမြို့နယ်အေရီတိုင်းရေကြီးလေးမျက်နာတာပေါင်းပသိမ်စတဲ့မြို့နယ်တွေမှာတိုက်ပွဲတွေရှိနေပါတယ်ဒီတော့အရကတံရောဟာရခိုင်ရိုးမှတစ်ဖက်ပြည်မဒေသကိုဘာကြောင့်စစ်ကြောင်းထိုးရှေ့ဆက်နေတာပါလဲ ရခိုင်နိုင်ငံရေးသမား ALD ပါတီရဲ့ထိပ်ပိုင်းကောင်ဆောင်သူဖြစ်သူဦးမျိုးကျော်ပြောတာက AA ရဲ့မူလဦးတည်ချက်ကရခိုင်တွေရဲ့အချုပ်အခြာအာဏာပါမိမိရဲ့အချုပ်အခြာအာဏာတည်တယ်မို့ဆိုတာရှန်သူကမိမိစီကိုပြောင်းမလဲနိုင်ဖို့အရေးကြီးတယ်အဲ့ဒါကနိုင်ငံရေးစီရင်မှာအဓိကကြားတယ်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြဿနာကစစ်တပ်ကနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုကင်တွယ်ထားတာအဲ့ဒါကြောင့်မြေတီတိုင်းရင်းသားဒေသမဆိုပြည်ထောင်စုတရက်လုံးမလုံခြုံဘူးလို့ဆိုပါတယ် မြန်မာနိုင်ငံမှာဖက်ဆစ်စစ်တပ်အမြင့်ပြတ်ဖို့နိုင်ငံရေးနယ်ပယ်ကဖဲထုတ်ဖို့လိုတဲ့စစ်တပ်ဟာနိုင်ငံရေးအောက်မှာရှိရမယ်။အဲ့ဒီလိုဖြစ်ဖို့ဆိုရင် AA ဟာရခိုင်ပြည်ကိုအပြေးဝထိမ်းပြီးရရင်ဆိုရင်တော့မှရခိုင်ပြည်နဲ့အနေနဲ့ထိဆက်နေတဲ့မကွေးတိုင်းပဲခူးတိုင်း AR နေရာမှာစစ်ရေးဖော်ဆောင်ဖို့လိုအပ်တယ်။အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ရဲ့သွေးချင်းနဲ့ပြည်သူလူထုတွေနဲ့တစ်ဖက်မှာစစ်အာဏာရှင်ကိုအမြင့်ပြတ်ဖို့လိုအပ်နေချိန်မှာ AA အနေနဲ့ပူးပေါင်းအားပေးတာလို့ကျွန်တော်မြင်တယ်လို့ဦးမျိုးကျော်ကဆက်ပြောပါတယ်။တိုင်းရင်တိဆောင်တိဆောင်ရင်တိုက် အေအေဟာတိုင်းရင်တိဆောက်တဲ့ view အနေနဲ့သွားနေပါတယ်။ထိန်းချုပ်နယ်မြေတွေမှာဒေတာဖွံ့ဖြိုးရေးတရားဥပဒေစိုးမိုးရေးစတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေပေးနေပါတယ်။အရင်တုန်းကစစ်ကောင်စီပြက်စီးခဲ့တဲ့တရားတွေကိုပြန်ဆောက်တာအဝေးပြေးလန်းကျင်းရချင်းဆက်လန်းတွေပြန်ပြင်တာတွေ့ရပါတယ်။ တင်ထားတဲ့မြို့တမျိုးမှာလက်မလို့ရအောင် လုံခြုံရေးအစီအမံတွေလုပ်ပါတယ်။ဒေသအုပ်ချုပ်ရေးအတွက်မူဝါဒရေးရာကျွမ်းကျင်သူတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေနဲ့သွင်းကုန်ပို့ကုန်လုပ်ငန်းအထွေထွေရှိသူတွေလည်းပူးပေါင်းနေပါတယ်။ဒီနေ့ရခိုင်ပြည်က ULA AA ရဲ့အုပ်ချုပ်မှုရန်ရအောင်မှာဂျမားရေးပညာရေးအပအဝင်ဌာနဆိုင်ရာတွေမှာရခိုင်ဝန်ထမ်းတွေဟာပုံမှန်အတိုင်းနေရာယူအလုပ်လုပ်နေကြပါပြီ။စီးပင်းမိသက်အခွန်လာဝကစတဲ့အရင်ကရခိုင်လူမျိုးဌာနဆိုင်ရာဝန်ထမ်းတွေအာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ပူးပေါင်းပြီးပြည်တော်တဲ့ခရီးစတဲ့မှာ ောင်းနေနေကြတာဖြစ်ပါတယ်။ဒါပေမဲ့အရခပြည်ရဲ့ဌာနဆိုင်ရာယုံတွေမှာလုံလောက်တဲ့ဝန်ထမ်းအင်အားလူဦးရေလူအပ်ချက်တွေကတော့ရှိနေသေးဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာကျွန်တော်တို့နိုင်ငံမှာကအင်္ဂလိပ်ခေတ်မှာစနစ်အားကောင်းတော့သွားလို့ရတယ်။အဲ့ဒီမှာမြန်မာမှာကိုနီကိုဟန်နဲ့ပြောင်းလဲလုပ်လိုက်တဲ့အခါအုပ်ချုပ်ရေးမှာအမားတွေခြားစားမှုတွေများတယ်။ကျွန်တော်တို့နှစ်ပေါင်း80ကျော်ကအုပ်ချုပ်ရေးစနစ်အားနည်းချက်တွေအများကြီးဖြစ်တယ်။အဲ့ဒီမှာကောင်းတာနဲ့တဲ့လူကောင်းလူမောနဲ့ကောင်းမွန်တဲ့ဒေတာရင်းကောင်းကုန်တရင်ရှိသူတွေကိုစနစ်အနေနဲ့စံပြူပြီးတော့အုပ်ချုပ်မှုပုံစံပြောင်းပေးရမယ်။တချို့ဟာတွေကကာလတစ်ခုထိအဟောင်းနဲ့အစ်စ်ကိုကျွဲပြီးတော့ထားရမယ်။ အခွင့်ရေးတာကိုသမားတွေကိုလည်းတတိထားကင်တွေဖို့လိုပါလိမ့်မယ်လို့ရခိုင်နိုင်ငံရေးသမားဦးမျိုးကျော်ကပြောပါတယ်တခါအာရခဒေတာနေလူမျိုးစုမျိုးနည်းစုရေးရာကော်မတီဖွဲ့ပြီးလူမှုအတိုင်းဝန်တည်ရန်စာတာကြဖို့မြေပြင်မှာကွင်းစင်စီယုံနေတယ်လို့ခမီမျိုးသက်မယမကမန်တကမဒိုင်းနဲ့အပါဝင်ချင်းမွတ်စလင်ဟိန်းနူစတဲ့မတူကွဲပြားမှုအနေထိုင်ခြင်းပုံစံကိုအလေးပေးတည်ဆောင်နေပါတယ်။တစ်ဖက်မှာလည်းအေအေကဘင်္ဂလားဒေ့ရှ်နယ်စပ်မှာမွတ်စလင် ARSC လက်နက်ကိုင်တွေရဲ့အန္တရာယ်ကိုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ လွတ်လပ်ရေးကြေညာနိုင်မလား လက်နက်ကင်တော်လန်ရေးဟာဖိနှိပ်ခံပွားကလွတ်မြောက်စေပြီးအချုပ်ချအာဏာတိဆောက်ရမှာအတုံးဝင်နေလို့ရခိုင်ပြည်သူတို့ကနားလေပြီးအေအေကိုတခဲနဲ့ထောက်ခံအားပေးခဲ့ကြပါတယ်။အေအေဟာအခြားတိုင်းရင်းသားတွေထက်နိုင်ငံရေးမျှော်လင့်ချက်ကြီးမြင့်ပြီး Confederation သို့မဟုတ်တိကျအချုပ်ချအာဏာပိုင်တိုင်းမီကိုလိုလားတယ်လို့ပြောဆိုမှုတွေကြောင့်ရခိုင်လူလူတွေအကြိုက်တွေးပါတယ်။တစ်ဖက်မှာလည်းအေအေနဲ့စစ်ကောင်စီနဲ့နိုင်ငံရေးငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့အသင့်ရှိတယ်လို့မကြာခဏထုတ်ပြောထားပါတယ်။ဆိုတော့စစ်ကောင်စီနဲ့အေအေတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာဘယ်ချိန်ကာလ မှာဖြစ်လာနိုင်မလဲဥပေတန်းကိုမေးကြည့်တော့နိုင်ငံရေးနဲ့ပတ်သက်လို့ဒီနိုင်ငံကမခွဲထွက်ဘူး Confederation စနစ်ကိုလိုလားတယ်ဆိုတော့ AA ရဲ့သဘောထားကိုပြောထားပြီးဖြစ်ပါတယ်။ဒါပြင်မကြသေးခင်ကလည်းငင်းချင်းရေးဆွေးနွေးပွဲတွေကိုအစင်းသင်းရှိတယ်ဆိုပြီးကြေညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီကအတိအမှန်မပြုဘဲအရက်သားတွေနေထိုင်ရာကိုနေစဉ်လေရင်နဲ့ဘုံကျဲပစ်တာ၊ရွာတွေကိုမီးရှို့တာ၊ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာဒါတွေကိုပဲလုပ်နေပါတယ်။ဒါတွေဟာလည်းတစ်ဖက်မှာငင်းချင်းရေးဆွေးနွေးနိုင်မှုလမ်းစနဲ့ဝေးကွာစေပါတယ်လို့ဆိုပါတယ်။ ဆက်ပြီးတော့ဥဖေတန်းကကျွန်တော်မြင်တာကတော့ဆွေးနွေးစေချင်တာဆွေးနွေးတဲ့အခါမှာလဲစုတင်ကန့်သန့်ချက်တွေမရှိဘူးတန်းတို့ရေတို့လေးလေးဆဆဆက်ဆံမှုလိုပါတယ်ဥပမာလက်နက်စွန်းရမယ်2008ဖွဲ့စည်းပုံအကသွားရမယ်ဆိုတာအလုံးမဖြစ်ပါဘူးဒီနေ့လက်ရှိအချိန်တွေကတိုင်းရင်းသားတွေရပိုင်ခွင့်ကိုရက်စဲနေရမယ်အချိန်မဟုတ်ပါဘူးလို့ပြောပါတယ်အေးဖြတ်ကျော်ရမယ်စိန်ခေါ်မှုတွေ ဒီကနေ့ရခိုင်ပြည်ဟာစည်ရေးအာသာမှုကလွဲပြီးစေဝါရေးလူမှုရေးအပြောင်းလဲအမျိုးမျိုးအခက်အခဲအချက်အတဲများစွာကိုပြည်သူတွေခံစားနေကြရပါတယ်။နေစဉ်နဲ့အမျှအလာရောက်ပြည့်ခတ်နေတဲ့စစ်ကောင်စီရဲ့လေးချောင်းအန်ရဲကလည်းပြည်သူတွေရဲ့စိတ်ကိုချိန်ချောက်လျက်ရှိပါတယ်။ဒေသကိုကိုပိုင်စီမံအုပ်ချုပ်နေတဲ့ EA ရဲ့အခန်းကဏ္ဍလုံနိုင်စွမ်းရည်ကအဓိကကြပါရယ်။ဒါကြောင့်အဓိကပြည်တွင်တို့ပုံမှန်ကုန်စည်စီစဉ်မှုအကောင်အောင် တင်းတင်းနဲ့ကုန်စည်နှုန်းတွေ communication ဖုန်းအင်တာနက်သုံးစွဲခွင့်တွေရရှိဖို့ပြည်သူတွေမျှော်လင့်နေကြပါတယ်။ဒါ့အပြင်ကျေပြန့်လာတဲ့နေမြေထိန်ချုံမှုအောက်မှာပြည်သူတွေလုံခြုံရေးအတွက်ကာဝေးရေးအစီအမံတွေလှုပ်ဆောင်ရမှာလဲအေးအေးအတွက်စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါတွေကတော့16နှစ်သားအရခတမ်ရော်ရဲ့တော်လန်ရေးဖြစ်တည်မှုတွေအောင်မြင်မှုတွေစည်ရေးနိုင်ငံရေးငြိမ်းချမ်းရေးစတဲ့အကြောင်းအရာတွေကိုဆွေးနွေးတင်ပြခဲ့တာပါတကယ်လို့ရခိုင်ကလက်ကျန်စစ်တွေကြောက်ဖြူမျိုးတွေကိုတင်နိုင်သွားရင်အေအေဟာအရခပြည်တော်တဲ့အဖြစ်လွတ်လပ်ရေးကြီးညာဖို့လမ်းဆောင်လမ်းကတနေရာရောက်လာပြီလို့သုံးသပ်သူတွေလည်းရှိပါတယ်ဒါကြောင့်အေအေရဲ့တော်လန်ရေးဟာတိကျလွတ်လပ်တဲ့နိုင်ငံဖြစ်လာမလား confederate ဖြစ်ဖြစ်ပေါ်လာမလားဆိုတာကိုစောင့်ကြည့်ရအောင်မှဖြစ်ပါတယ်